စကိုင်းတိုင်း Homeland မြို့အခြေဆိုင် Homeland လေတဲ့စကိုင်းဌာနချုပ်မှာရက်ခါ5ရောင်ကိုမိရှုခဲ့ပြီးနေရံမှာစစ်ခွေးမလာအတွက်ဆိုပြီး စာရေးသားခဲ့တယ်လို့လေတဲ့သတင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့ညနေပိုင်းက Homeland လေတဲ့စကိုင်းဌာနချုပ်ရက်ခါရဲ့5ရောင်ဟာမိရှုမှုဖြစ်ပွားခဲ့ပြီးမီးရှို့သူကနယံမှာစစ်ခွေးမလာအတွက်လို့ဆိုကစာရေးသားသွားခဲ့တာလည်းဖြစ်ပါတယ် ကြားဖြတ်နိုင်နေရေးအမိတက်တာကပြည်တစာကောင်းလို့တဲ့ပြည်တစာနိုင်နေရေးဇလန်းတာဖြစ်တယ်လို့ကရင်မျိုးသားစီယုံကရင်ညူဘိုးအလုံးမှုဆောင်ဘရိုစော်တော်နီကပြောပါရယ်အကြံဖတ်စစ်တပ်က PDF ကောင်းဆောင်ဘိုမူကြီးစောချစ်သူဦးစီးလောက်ကိုင်းနဲ့ KK ဖောက်ကိုဝင်ရောက်စီးနေပြီးလူပေါင်း2200နီးပါးကိုဖမ်းဆီးရရှိကအဲ့လိုစီးနေကြရမှာလဲဆောက်လုပ်ပြီးအဆောက်အုံတွေ ဆောက်လုပ်စဲအဆောက်အုံတွေတော်တော်များများကိုတွေ့ရှိခဲ့တယ်လို့စစ်တပ်ကသတင်းထုတ်ပြန်ခဲ့ပါတယ်စစ်တပ်က KK ဖားကိုစီးနှင်းပြပြီးကြားဖြတ်နိုင်နေရေးလို့ပြောပေမဲ့တချင်းကကွန်မြူနီကောင်းဆောင်တခင်ဆိုးပြောခဲ့ဘူးတဲ့ပြည်တစာနိုင်နေရေးဆိုတဲ့ဇလန်းကိုတတိယမိတယ်လို့ KNU ပရိုဆော်တော်နီကရန်ကုန်ခေတ်စ်ကိုမှတ်ချက်ပြုပြောပါတယ်အချမ်းဖတ်မင်းအွန်လိုင်းကတူလက်အောက်ခံကချင်ပြည်နယ်ဘုံမှုချုပ်ဇော်ဝဲဆိုသူကို အင်ဒိုနီးရှားတပ်အမတ်အဖြစ်ခန့်အပ်လိုက်ပြန်သလိုလက်ရှိစစ်တပ်ကဗိုလ်ချုပ်တွေနဲ့ဗိုလ်မှူးချုပ်တွေကိုတပ်အမတ်ကြီးယာတုတွေဇက်တိုက်ပေးနေပြန်တယ်လို့စစ်တပ်သတင်းအရေးမြင့်တဲ့ CDM ဗိုလ်ကြီးစင်ယောကပြောပါတယ်။ဒါကတော့အခုအောက်တိုဘာလဇန်ပိုင်းမှာတင်ကချင်ပြည်နယ်ကအကြက်ဖက်စစ်တပ်ရဲ့မိုးကောင်းမြို့အခြေစိုက်စက္ကခ3တပ်မဟာမှုအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်မှူးချုပ်ဇော်ဝင်းဆိုသူကိုအကြက်ဖက်မစ်အောင်လိုင်းကစစ်ဘက်ယာတုတာဝန်ကနေအနာပေးပြီးတော့အင်ဒိုနီးရှားနိုင်ငံဆိုင်ရာတပ်အမတ်ကြီးအဖြစ်ခန့်အပ်လိုက်ပြန်တယ်ဆိုပါတယ်။